မင်္ဂလာပေါင်းနဲ့ပြည့်စုံပါသည်လို့ဦးကနှုတ်ခွန်းဆက်တာပါတယ်ဒီညီမလေးလားညီလေးလားမသိမေးထားတဲ့မိကွန်းလေးကိုဦးကဖြည့်ပေးပါမယ်မြန်မာနိုင်ငံရတဲ့ဘွဲလက်မှတ်ကနော်ဘယ်နိုင်ငံမှအတိအမှတ်ပြုလို့လဲနော်နိုင်ငံခြားရတဲ့ဘွဲလက်မှတ်ဆိုအတိအမှတ်ပြုတယ်အစိုးရကတာဝန်မဟုတ်ဘူးလားအစိုးရကိုနောက်မှဥပျောပြမယ်အခုလောလောဆယ်မှာဒီအကောင့်ပိုင်ရှင်ညီမလေးပဲဖြစ်ညီလေးပဲဖြစ်ဖြစ် အတွေးခေါ်ဟာလုံးဝမှားနေတယ်လို့ညီမလေးတွေညီလေးတွေရထားတဲ့ information ပေါ့နော်အဲ့ဒါတွေအားလုံးကလည်းအမှားတွေပါနော်အဲ့တော့ဒီလိုအမှားမျိုးဒီလို idea မျိုးညီမလေးတို့ညီလေးတို့ခေါင်းထဲမှာရှိနေရဆိုရင်ညီလေးတို့ညီမလေးတို့ဟာရှေ့ဆက်ကိုဘဝကိုတခြားနိုင်ငံမှာပဲဖြစ်တက်လန်းဖို့ဆိုရင်တော်တော်ခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့စကားတစ်ခုကိုညီလေးတို့ညီမလေးတို့ကနိုင်ငံခြားရောက်တည်ပဲဖြစ်သူများနိုင်ငံရဲ့ ညာရေးစနစ်နဲ့သူများနိုင်ငံသားရဲ့ရှေ့မှာတွားပြောရင်သူတို့ဝိုင်းရီပါလိမ့်မယ်။ဝိုင်းရင်ညီမလေးတို့ညီလူတို့အဆက်ကွဲပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်နိုင်ငံရဲ့အကြောင်းကိုကိုယ်သေးချာမသိဘဲနဲ့ကိုယ်နိုင်ငံကိုကိုယ်အထင်သေးနေလို့ပါပဲ။နိုင်ငံတစ်နိုင်ငံမှာဘယ်နိုင်ငံကိုပဲတွားတွားပါတော့မြန်မာနိုင်ငံကကဘာမြကြီးမှရပ်တည်နေတဲ့မြန်မာလူမျိုးမြန်မာစာပေနော်။နဲ့ရပ်တည်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်နော်။အဲ့တော့ မြန်မာနိုင်ငံမှာတိုင်းဒါလူမျိုးတွေဘောင်းဆောင်စုစည်းပြီးနေနိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဒါပေမဲ့ဥရောပမြန်မာနိုင်ငံမှာကတရားဝင်နော်ဘာသာစကားကမြန်မာဘာသာစကားကိုရုံးသုံးဘာသာစကားပြအသုံးပြုပါတယ်နော်နိုင်ငံရဲ့အခြေအနေကြောင့်ပဲဖြစ်ဖြစ်စီးပွားရေးအခြေအနေကြောင့်ပဲဖြစ်ဖြစ်နော်အကြောင်းမျိုးမျိုးကြောင့်နိုင်ငံဘာပဲဖြစ်နေဖြစ်နေ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာเนาะတခြားနိုင်ငံနေအတိမတ်ပြုထားတဲ့တက်ကရိုဆိုတာရှိတယ်ဥပမာမြန်မာနိုင်ငံမှာအနည်းကဆုံးပြောပြမယ်ပေါ့เนาะစင်ကာပူကနေမြန်မာနိုင်ငံမှာအတိမတ်ပြုထားတဲ့နော်မြန်မာနိုင်ငံကနေလာတဲ့ဘွဲလက်မှတ်တွေဘယ်ကျောင်းတော့အတိမတ်ပြုတ်တယ်ဘယ်ကျောင်းတော့အတိမတ်ပြုတ်သူတို့မှရှိပြီးသားဒါပေမဲ့အစိုးရကျောင်းတွေအားလုံးက University of Yangon University of Mandalay University of Government ចောင်းနေအားလုံးကနိုင်ငံတကာမှာအတိအမှတ်ပြုတဲ့လက်မှတ်ပါစာရီဖတ်ကြည့်ပါစုံစမ်းကြည့်ပါเนาะဥပမာအနိကဆုံးစောက်ဤအာရှနိုင်ငံမှာပြောပြတယ်အရှေ့တောင်အာရှနိုင်ငံမှာစင်ကာပူမှာညီလေးတို့ညီမလေးတို့စင်ကာပူသွားရင် highest education လို့မြင်အမြင့်ဆုံးပညာအရေးချုံပြကျွန်တော်ကျမကဘွဲရပြီးသားပါ ဘယ်ရရမြန်မာနိုင်ငံရရတာပါဒီမှာပါဝဲလက်မှတ် University of Yangon University of Barbe ဖြစ်ဖြစ်အစိုးရရတာဝဲလက်မှတ်တရားဝင်တယ်မင်းတို့ရလာတဲ့ဝဲလက်မှတ်ကအတူကြီးလို့ဘယ်သူမှပြောလို့မရသူနိုင်ငံမှာသူဂုံတိတ်ခါနဲ့သူရှိတယ်သူပညာအရေးချင်းနဲ့သူရှိတယ်မြန်မာနိုင်ငံမှာလည်းမြန်မာနိုင်ငံဂုံတိတ်ခါမြန်မာနိုင်ငံပညာအရေးချင်းနဲ့ရှိတယ်မြန်မာနိုင်ငံကပညာအရေးချင်းကလည်းဟိုလိုမျိုးလှုပ်ချင်တိုင်းလှုပ်ပြီးတော့ဟိုလမ်းဘေးကနေစားအုပ်တော့ဆွဲပြီးတော့ရေးချင်တဲ့လူရေးတာမဟုတ်ဘူး ဲ့တော့နိုင်ငံတကာနိုင်ငံမှာတခြားနိုင်ငံကနေအတိအမှတ်ပြုတဲ့လက်မှတ်တွေဘွဲ့လက်မှတ်တွေ certification တွေအကုန်ရှိတယ်နော်အဲ့တော့မြန်မာနိုင်ငံကဘွဲ့လက်မှတ်ကိုဘယ်နိုင်ငံကအတိအမှတ်ပြုလဲဆိုတော့တနိုင်ငံလုံးကအတိအမှတ်ပြုတယ်လက်မှတ်အစစ်တာဖြစ်ပါစေ University of Yangon University of Mandalay အစိုးရအတိအမှတ်ပြုတဲ့အကြောင်းကရလာတယ်လက်မှတ်မှန်သမျှနိုင်ငံတကာအတိအမှတ်ပြုတယ်အဲ့ဒါလက်မှတ်ကိုပြောတာနော်ဒါပေမဲ့ အဲ့လူကတကယ်အလုတ်လုတ်တယ်မလုတ်ဘူးဆိုတာလေအလုတ်ရှင်ပေါ်မှာမူတည်တယ်။နော်အလုတ်ရှင်ပေါ်မှာမူတည်တယ်။နော်အတိမတ်ပြုတယ်နိုင်ငံခြားကိုရောက်သွားမယ်ဘွဲလက်မှတ်ကိုအတိမတ်ပြုတယ်ဆရာဝန်သဘဲဖြစ်ဘာဖြစ်ဖြစ်အတိမတ်ပြုတယ်အေးဒါပေမဲ့သူတို့နိုင်ငံမှာသွားလုပ်ရင်သူတို့နိုင်ငံ regulation အရာသူတို့နိုင်ငံသားက fast okay citizen is fast okay ဲ့တော့သူတို့နိုင်ငံမှာဘွဲရတဲ့လူကသူတို့နိုင်ငံပညာရေးကိုသူတို့တင်ထားတဲ့အတွက်သူတို့က first priority เนาะသူတို့က first priority ယုံကြည်မှုရတယ်အားကိုးမှုရတယ်အဲ့တော့ဥရောပမြန်မာနိုင်ငံကသွားလို့ engineer ပဲဖြစ်ဖြစ် nurse ပဲဖြစ်ဖြစ်ဆရာဝန်ပဲဖြစ်ဖြစ်ကအ ਨੇ ဆုံးသူတို့ရာ assistant အနေနဲ့တနှစ်တန်းနေတနှစ်တန်းနေသူတို့နိုင်ငံရဲ့ဤပညာကို family ဖြစ်အောင်အလုံးလုံးထားကြတယ်ပြီးမှ နော်သူတို့နိုင်ငံရဲ့ system တွေအားလုံးသိပြီဆိုမှအဲသူတို့ပေးခြင်းနဲ့ယာတို့ကိုပေးဒါကအလုံနဲ့သက်ဆိုင်တာအလုံကိုဥကမပြောဘူးပညာရေးကိုပြောအညီမလေးတို့ညီလေးတို့တွေးရမှားနေမြန်မာနိုင်ငံဘွဲလဲမှာနိုင်ငံတကာဘယ်နိုင်ငံကအပြုပြုလို့လဲဆိုနိုင်ငံတိုင်းက approve ဖြစ်တယ်ကြိုက်တဲ့နိုင်ငံခေါ်လာခဲ့မြန်မာနိုင်ငံက University of Yangon က graduate ကို D certificate ကိုလည်းအခွင့်မပြုဘူး D certificate ကိုလည်းခွင့်မပြုတဲ့နိုင်ငံဘယ်နိုင်ငံမှမရှိဘူးအဲအဲ့နိုင်ငံကလည်း မြန်မာတန်ရုံးမရှိတဲ့နိုင်ငံပဲနေနေနေမယ်เนาะဥပြောချင်တာဒါအပြက်ပြောတာโอเคအဲ့တော့အတွေးခေါ်ရမမားပါနဲ့လူငယ်တွေအတွေးခေါ်မှားရင်လူငယ်တွေဘဝတွေမဟုတ်နိုင်ငံရဲ့ရှေ့ရေးပါပြတ်ပါတယ်အဲ့တော့လူငယ်တွေအတွေးခေါ်မမားပါနဲ့ဦးကပြောပါအဲ့လိုဟိုမသိရင်မေးပါမသိရင်ညီမလေးတို့ညီတို့လည်းမိဘကြီးရှိတယ်သူတို့လည်းမေးပါဆရာသမားတွေမေးပါအဲ့လိုမျိုးမြန်မာနိုင်ငံတင်ပေးတဲ့ပညာရေးကဘယ်နိုင်ငံကအတိအမှတ်ပြုလို့လဲနိုင်ငံခြားစာတီဖီကိတ်ကအတိအမှတ်ပြုတယ် ် no 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 အဲ့လိုမဟုတ်ပါဘူးဖိလစ်ပိုင်မှာဘွဲလက်မှတ်တွေတန်းစီနေရနော်အိန္ဒိယမှာဘွဲလက်မှတ်တွေတန်းစီနေရ University တော့16000ရှိတယ် okay သူတို့စင်ကာပူသွားတယ်အမေရိကသွားတယ်ဘယ်နိုင်ငံသွားတယ်ဒါပေမဲ့သူတို့ government to government နော် register တင်ထားတဲ့ university ကရတဲ့ဘွဲလက်မှတ်ကိုဒါသူတို့ကအတိမတ်ပြူတယ်အဲ့လိုပဲမြန်မာနိုင်ငံမှာလည်းအဲ့လိုပဲနော်အဲ့တော့အစိုးရအတိမတ်ပြူတယ် ဘွဲလက်မှတ်ဆိုရင်နိုင်ငံတကာကအတိမတ်ပြုတ်ကိုပြုတ်ဘာဖြစ်တော့လဲဆိုတော့နိုင်ငံဂုံတိတ်ခါနဲ့ဥတခါထပ်ပြောမယ်နော်မြန်မာနိုင်ငံဆိုတဲ့ဂုံတိတ်ခါနဲ့တခြားနိုင်ငံကခွင့်ပြုပါတယ်အစိုးရအခွင့်ပြုတဲ့အစိုးရအတိမတ်ပြုတဲ့အစိုးရကြောင်းအစိုးရယူနီဗာစီတီကနေဘွဲရလာတဲ့လူကိုနော်တခြားနိုင်ငံမှာမင်းဘွဲလက်မှတ်ကိုငါလို့အတိမတ်ပြုမပြုလို့မရဘူးဘာဖြစ်တော့လဲဒါကအစိုးရကအစိုးရယူနီဗာစီတီကနေနော် နိုင်ငံပိုင်း university ကနေရတဲ့ပွဲလက်မှတ်နော်အရေးချင်းမပြည့်မီလို့အလုတ်ခန့်တာမခန့်တာသူတို့ကိစ္စဒါပေမဲ့ပွဲလက်မှတ်ကို reject ပယ်ဖျက်လို့မရအောင်နောက်တစ်ခုရှိရဲ့ညီမလေးတို့ညီလေးတို့မြန်မာနိုင်ငံရန်ကုန်မှာ private university တက်ကြတယ်ပုတ်ခရီးက university တက်ကြအဲ့ဒါတော့ဦးကအာမမခံဘူးဘာဖြစ်လို့လဲဆိုတော့ private university တော်တော်များများမှာလဲเนาะပတ်စံရှိလို့ထောင်လိုက်လို့လည်းအများကြီးပဲ နိုင်ငံသားကနေဒီ education service ကိုယူပြီးထောင်ထားတဲ့လူတွေအများကြီးပဲအဲ့တော့အဥပမာဩစတြေးလျနေမြန်မာနိုင်ငံကိုလာဖွင့်တဲ့ကျောင်းမှာဩစတြေးလျရတယ်ဥပမာပြောရအောင် certificate ကစင်ကာပူကိုယူသွားမယ်ဆိုရင်စင်ကာပူကမှခွင့်ပြုခြင်းမှာခွင့်ပြုမှာပြတော့ तू က तू university ကိုလှမ်းမေးရအောင်ပါဒီ university ရဲ့ခိုင်ခန့်မှုကဘာလဲဘယ်သူက warranty ပေးရဘယ်သူက assurance ပေးတယ်ဘယ်သူက quality insurance ကိုဟို education quality insurance ကိုလုပ်ထားတယ်ဘယ်ကောင်က trust ဖြစ်တယ်အဲ့ဒါတွေလို့လေမြန်မာနိုင်ငံရဲ့ university က ကားပါမဲ့နိုင်ငံတော်အဆင့် University ဖြစ်တဲ့အတွက်ဘွဲ့လက်မှတ်ကလူတိုင်းအသိမှတ်ပြုပါတယ်။အရေးအချင်းမရှိလို့အလုံးမရရင်တော့မရမယ်။ဘွဲ့လက်မှတ်ကတော့အသိမှတ်ပြုတယ်။အဲ့ဒါရောယုံလုံးဝယုံနော်။အဲ့တော့ဒီအမြင်မားတွေအတွေးမားတွေကိုဖယ်လိုက်။အခုစဉ်းစားအခုဦးပြောတဲ့စကားကိုယုံမြန်မာနိုင်ငံမှာဘွဲ့ရောင်အစိုးရအကြောင်းမှာဘွဲ့ရောင်တက်ကြည့်နိုင်ငံတော်အကြောင်းမှာတက်ကြည့်ဘွဲ့လက်မှတ်ကိုကင်ပြီးတော့နိုင်ငံတကာသွားကြည့်အသိမှတ်ပြုရင်ကြိုက်တယ်လို့ပြော နော်အသိမှမပြုဘူးမလားအနည်းစားရမြန်မာတန်ရုံးမှာသွားပြီးပြောလို့ရတယ်မင်းတို့နိုင်ငံကဘွဲလက်မအစိုးရ University အသိမှပြုလို့သွားလို့ရတယ်ဘယ်တော့မှမရှိနော်ဦးပြောချင်တာအဲ့အရာမျိုးအဲ့တော့တခြားလေးလာပါကိုနိုင်ငံကဂုံတိတ်ခါကြောက်အောင်မလုပ်ပါနဲ့ကိုကမြန်မာပါကိုမြန်မာဆိုမြန်မာနိုင်ငံကဂုံတိတ်ခါကြောက်အောင်မလုပ်ပါနဲ့မြန်မာစားပေးကိုဂုံတိတ်ခါကြောက်အောင်မလုပ်ပါနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဆရာဆရာမကြီးရဲ့ဂုံတိတ်ခါကိုကြောက်အောင်မလုပ်ပါမြန်မာနိုင်ငံမှာရှိတဲ့ចောင်းနေရဲ့ဂုံတိတ်ခါကိုကြောက်အောင်မလုပ်ပါနဲ့ နိုင်ငံဆင်းရဲတာပြဿနာမရှိဘူးเนาะနိုင်ငံဆင်းရဲတာကပြဿနာမရှိဘူးဒါပေမဲ့လူတွေရဲ့အတွေးခေါ်ဆင်းရဲသွားတယ်နိုင်ငံတိုင်းနိုင်ငံလုံးကဆုံးဆုံးမြုပ်သွားမှာအဲ့ဒါကိုပဲဦးပြောခြင်းပါကျေးဇူးတင်ပါတယ်